မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတာငဇုံမြို့နယ်မှာစစ်ကြောင်းထိုးရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်က15ဦးထိခိုက်ဒိဆုံးပြီးတော့ PDF ရဲဘော်9ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့မနက်7:35မိနစ်ခန့်အချိန်မှာငဇုံမြို့နယ်မြို့သားအထက်ရဲစခန်းက ထနောင်းမင်ကြီးရွာဘက်ကိုစစ်ကြောင်းထိုးရန်ထွက်လာတဲ့ဂျပန်စစ်ခွေးအင်အားအယောက်30ခန့်ကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းခံတိုက်နယ်သုံးနဂနီပြောက်ကြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နယ်မြေကမဟာမိတ်အဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။မဟာမိတ်ရဲဘော်9ဦးကြာဆုံးပါတယ်။ခွေးတွေကသူတို့လူတွေအထိကိုက်များတော့နောက်ထပ်အင်အားတွေထပ်ဖြည့်ပြီးတော့ပြန်လာတာအဲ့ဒီခါကျမှသူတို့လူတွေကားတွေနဲ့ပြန်တယ်သွားတာစစ်ခွေးတွေဘက်ကလက်နက်ခဲယမ်းတွေကိုတိမ်းစီရမိလာမျိုးတော့မရှိပါဘူး။ နဖက်တိုက်ပွဲအတွင်းမှာပြစ်နေတဲ့အချိန်လေချောင်းကဝဲလာတာကတကြောင်သူတို့ကအင်အားထပ်ဖြည့်ပြီးတော့ထွက်တိုးလာတာကြောင့်ကျွန်တော်တို့တွေနည်းနည်းပြန်ဆုပ်ပေးလိုက်တာအဲ့ဒီအချိန်မှာဒီကောင်လေးကသူတို့မတားလောင်းတွေကိုပြန်တယ်သွားတာလို့နိုင်ကနီပြောင်ကြားတပ်ဖွဲ့မြင်းညာကတောင်းအရှိတယ်ကိုတန့်ကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုမြင်းညာတိုက်နယ်သုံးနိုင်ကနီပြောင်ကြားတပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နယ်မြေကမဟာမိတ်တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်လာပါမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ကပြုတ်လုတဲ့ရွေးကောက်ပွဲအတွက်ကုညီဆောင်ရွက်ပေးနေတဲ့ရွှေပေါကံမြို့တဲ့အုပ်ချုပ်ရင်းမှုရုံးကိုဖောက်ခွဲတိုက်ခိုက်ရာအုပ်ကြီးနဲ့ပြူစောတိများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ19ရက်နေ့ည9:50မိနစ်ခန့်မှာမြောက်လာပါမြို့နယ်မှာတရားမဝင်ရွေးကောက်ပွဲအတွက်အစွမ်းကုန်ကုညီပေးနေတဲ့ရွှေပေါကံမြို့တဲ့အုပ်ချုပ်ရင်းမှုရုံးမှာအုပ်ချုပ်ရင်းမှုနဲ့အောက်တန်းစားပြူစောတိတွေရောက်နေတဲ့အချိန် ပြင်းအားမြင့်မိုင်းနှလုံးလက်ပြပုံတစ်လုံးလုံးနဲ့တော်လိုင်းရဲဘော်များကဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းဖောက်ခွဲတိုက်ခိုက်မှုအတွင်းရွှေဘက်ကမြို့တဲအုပ်ချုပ်ရင်းမှုယုံကရောက်နေတယ်။အုပ်ကြီးနဲ့ပြူခွေးများထိခိုက်သေးဆုံးမှုရှိနိုင်ပြီးတော့အရေးဘက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။အုပ်ကြီးနဲ့အောက်တန်းစားပြူစောထီတွေထိခိုက်သေးဆုံးမှုများတယ်။မိုင်းခွဲပြီးအသီးနဲ့ပြစ်တာဆိုတော့ဒေဖို့ရာခိုင်နှုန်းများပါတယ်။စစ်ခွေးတွေပြုတ်လုပ်မဲ့ရွေးကောက်ပွဲအတွက်ကိုအစွမ်းကုန်ကူညီပေးနေလို့အဲ့ဒီအုပ်ချုပ်ရင်းမှုယုံကိုတိုက်ခိုက်ခဲ့တာပါလို့ ရန်ကုန်အာမေကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့နောက်ပိုင်း KIA ပတ်ကမတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးနဲ့ပတ်သက်တဲ့ပြစ်မှတ်များအကြမ်းဖက်စစ်ခွေးတွေပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်လုက္ကိုင်နေသူများကိုအခုလိုမျိုးပဲဆက်လက်ပြီးတော့အပြင်းထန်တိုက်ခိုက်သွားမယ်လို့ရန်ကုန်အာမေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မောတော်မျိုးသိန်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးသွားတဲ့စစ်ခွေးများကိုကော်တောင်းလေစိတ်ကနေတဆင်ထိုင်းအာဏာပိုင်တွေကစစ်ကောင်စီထံကိုပြန်လွှဲပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNL အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားတဲ့တည်ရင်မှုနဲ့အဖွဲ့ကိုခိုင်းမက်ကပြန်လွှဲပေးလိုက်တယ်လို့စစ်ခွေးဝါရဖြတ်တဲ့သူတွေကလူမှုကွန်ရက်ပေါ်မှာတင်နေကြတယ်လို့ကော်တောင်းမျိုးကသတင်းတွေတချို့ကလည်းအတိအပြုပြောကြားထားပါတယ်။အယောက်20လောက်ရှိတယ်ပြန်လွှဲပေးလိုက်တာပါထွေအုပ်ရောစစ်တပ်ကရောလာခေါ်သွားတယ်လို့မြို့ကန်သတင်းရင်းမြစ်ကပြောပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးမှာအရေးပါတယ်။မောရောင်မျိုးကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBL Force for Federal Democracy FFD နဲ့ PDF ပူးပေါင်းတပ်တွေက November 14ရက်နေ့မှာတင်းယူခဲ့ တာပဲဖြစ်ပါတယ်။မြို့သိန်းတိုက်ပွဲမှာအကြမ်းဖက်စစ်ခွေးအယောက်40ကျော်ဖမ်းဆီးရမိခဲ့ပြီးတော့နေဆက်ကိုဖျက်ပြီးခိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့သူတွေလည်းရှိပါတယ်။ထွက်ပြေးသွားတဲ့အရေးဘက်ကိုမသိရတလို့ပြန်လွှဲရပါတော့အယောက်20လောက်ပါဝင်တာကိုထွက်ပေါ်လာတဲ့တပ်ပုံမှတ်တမ်းတွေမှာတွေ့ရပါတယ်။ထွက်ပြေးတဲ့အချိန်တုန်းကတနက်တွေနဲ့လက်နက်ခဲယမ်းတွေကိုထိုင်းစစ်တပ်ကသိမ်းယူခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြခဲ့ကြပြီးတော့အခုပြန်လွှဲပြီးတဲ့နေရာမှာလက်နက်တွေပါမပါတော့မသိရသေးပါဘူး။ စစ်ခွေးတွေဟာမြန်မာတရုတ်နယ်စပ်အနီးမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလည်းတရုတ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ဘူးပြီးတော့တရုတ်ဘက်ကပြန်နှွဲပြေးခဲ့ရဘူးတယ်လို့သိရပါတယ်။ဒါအပြင် AA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြသလိုချင်းဒေါ်လာရေးတပ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းအိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြတဲ့ဖြစ်စဉ်တွေရှိခဲ့ဘူးပါတယ်။ အရင်က KNLA PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေအတွင်းမှာလဲထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ဘူးတယ်လို့သိရပါတယ်။ထွက်ပြေးလာတဲ့စစ်ခွေးတွေကိုသက်ဆိုင်ရာနိုင်ငံတွေကစစ်ကောင်စီထံကိုအမြဲတမ်းလိုလိုပြန်လည်လွှဲပြောင်းပေးလိရှိတယ်လို့သိရပါတယ်။ငါမသိငါစခန်းမကြစီရဆိုပြီးတော့တွေးကြော်ပြီးတကယ်တမ်းတိုက်တော့ပြေးတာမှမှုံနေတာပဲလို့1027စစ်စင်ရေးမှာမြောက်ပိုင်းမဟာမိတ်၃ဘွဲ့နဲ့အတူတိုက်ခဲ့ဘူးတဲ့ PDF ရဲဘော်တအုပ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့နယ်ဝါချက်ကြီးရွာမှာငလျင်တန်ကြောင့်ထိခိုက်မိတဲ့အဆောက်အအုံများအတွက်ချပေးတဲ့ငွေကိုကြီးရွာအုပ်ချုပ်ရေးမှူးက တရင်ကို20ရာခိုင်နှုန်းစီပြန်လည်ဖြတ်တောက်ရယူနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝါချချေးရွာအုပ်ချုပ်ရေးမှူးဦးစိုးလွင်ဟာရွာသားများကိုအစည်းအဝေးခေါ်ပြီးတော့ပြည်စည်းသွားတဲ့အဆောက်အအုံများအတွက်တစ်ထပ်တိုက်ဆိုရင်ငွေကျပ်300၊နှစ်ထပ်တိုက်အတွက်300ကျော်ရမယ်ဆိုပြောဆိုခဲ့ပြီးတော့အဲ့ဒီရရှိလာတဲ့ငွေတွေတဲက၎င်းတို့အဖွဲ့ကို20ရာခိုင်နှုန်းပေးရန်ဖြတ်တောက်ယူခဲ့တယ်လို့သိရပါဗျ။အမေရိကန်ထိခိုက်ပျက်စီးသွားတဲ့အဆောက်အအုံပိုင်ရှင်များငွေရမယ့်စီးရင်ထဲမှာမပါဝင်မဲနဲ့အဆောက်အအုံထိခိုက်မှုမရှိတဲ့သူများကို ငွေရရန်စည်ရင်းထဲမှာအတင်းထည့်သွင်းထားကြောင်းကိုတိုင်ကြုံတွေ့သူများကသတင်းပေးဖို့ပြောဆိုထားပါတယ်။အမှန်တကယ်ဖြစ်တဲ့တကယ်ပျက်စီးသွားတဲ့အိမ်တွေကအရန်နေနာတာမို့လို့အထက်ကနေကိုင်းစင်ကြည့်ရှုပြီးမှအလုံးငွေပေးဖို့တောင်းဆိုချင်ပါတယ်။အမှန်တကယ်ငန်းလျင်ဘေးကိုခံစားခဲ့ရတဲ့ပျက်စီးသွားတဲ့အဆောက်အုံတွေကတရားမှမရဘဲနဲ့ဘာမှမဖြစ်တဲ့အုတ်ကြီးရဲ့အမျိုးတွေကအုတ်တက်ချက်တောင်မထိုးတဲ့အိမ်တွေကြတော့ရတယ်။ ထိခိုက်တဲ့အိမ်တွေကအကျင့်ကျက်ခြားဆောင်မှုကြောင့်မရတဲ့လူတွေအများကြီးပါလို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်။ဒါအပြင်ဝါချချေးဝါအုပ်ချုပ်ရေးမှုဦးစိုးလွယ်ဟာ၎င်းစီးရင်ထည့်ထားတဲ့ပြက်စီးချက်မရှိတဲ့နေအိမ်များအတွက်သိန်းတရာရရင်သူ့ကိုငွေကျပ်သိန်း20ရာခိုင်နှုန်းနဲ့ ်20ရာခိုင်နှုန်းဖြတ်ယူထားတယ်လို့သိရပါတယ်။ငလျင်ကြောင့်အိမ်ပြက်စီးပေမဲ့ငွေရမယ်စည်ရဲနဲ့မှမပါလို့သွားပြောတော့လေသူတို့နဲ့မဆိုင်ဘူးနိုင်ငံတော်ကပေးတာလို့ပြောလွတ်လိုက်ပါလေ။တခြားသွားပြောတဲ့သူတွေကလည်းအဲ့ဒီလိုပဲပြန်ပြောတယ်။အပေါ်မှာပြက်စီးနေတာတွေလည်းမပြင်နိုင်လို့အခုချိန်ထိမပြင်ရသေးပါဘူး။အခုအထက်ကဆင်းပြီးတော့လာစင်ရတယ်။ကျမတို့တရင်နေမဟုတ်ဘူး။အခြားဆယ်တိုက်လောက်ကိုအဲ့လိုလုံနေတာလို့ငလျင်ကြောင့်နေအိမ်ပြက်စီးခဲ့တဲ့သူတို့ကပြန်လဲပြောပြထားပါရယ်အခုနှစ်မက်စတာ28နှစ်ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြီးကြောင့် ်စကိုင်းမန္တလေးနေပြည်တော်အပါအဝင်မြို့ကြီးများမှာကြီးသူတွေထောင်ထဲချီတိတ်ဆုံးခဲ့ရပြီးတော့နေအိမ်တိုက်တာအဆောက်အုံနဲ့လမ်းများစွာပျက်စီးခဲ့ရတော့လဲလက်ရှိအချိန်ထိပြန်လည်ထူထောင်ရေးအတွက်ပြည်သူများဟာငလန်မထူနိုင်သေးဘူးလို့မန္တလေးနဲ့စကိုင်းကငလျင်တန်တဲ့ပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝက်လက်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပြည်သူအယောက်50ကျော်ကိုဖမ်းဆီးထားပြီးတော့ခြေရွာနှရွာကိုစစ်ကြောင်းထိုးမိရှုကစစ်ကြောင်း၃ကြောင်းနဲ့ခြေရွာများကိုစီးနှင်းနေတဲ့အတွက်ထောင်ထဲချတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဗ ెంబ ာလ19ရက်နေ့မှာဝက်လက်မြုံနဲ့ရွာသာကြီးရွာမှာတက်ဆွဲထားတဲ့အကြမ်းမစစ်ခွေးတပ်ဟာစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ခြေရွာများကိုဝင်ရောက်စီးနှင်နေခြင်းကြောင့်ထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။လက်ရှိချိန်မှာအကြမ်းမစစ်ခွေးစစ်ကြောင်း၃ကြောင်းဟာရွှေဘုံမန္တလေးလမ်းပိုင်းဖျားပြန်ရွာတောင်ပတ်မှာရှိတဲ့ ရွှေကိုတော်တရချံတရကြီးရွာနဲ့တကောင်းတောင်ရွာတို့ကိုရောက်ရှိနေတယ်လို့သိရပါတယ်။ဒါအပြင်တရကြီးရွာမှာရောက်ရှိနေတဲ့အကြမ်းမဲ့စစ်ခွေးစစ်ကြောင်းကမနေ့ကညနေပိုင်းမှာပြည်သူပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်လို့ပြောပါတယ်။ဒီကနေ့နိုဝင်ဘာလ20ရက်နေ့မနက်အစောပိုင်းမှာအကြမ်းမဲ့စစ်ခွေးစစ်ကြောင်းကဖျားပြန်ရွာကိုထပ်မံဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များနဲ့ဈေးဆိုင်များကိုထပ်မံမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအကြမ်းမဲ့စစ်ခွေးစစ်ကြောင်းရှိနေတဲ့အတွက်ကြောင့်နေအိမ်ပြန်စီးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ အဲ့ဒီအကြမ်းမဲ့စစ်ခွေးစစ်ကြောင်းများကြောင့်၎င်းတို့စစ်ကြောင်းထိုးတဲ့အချိန်ကစတင်ပြီးတော့လက်ရှိအချိန်ထိစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာရှိတဲ့ပြည်သူများကိုလိုက်လံဖမ်းဆီးရာပြည်သူအယောက်90ကျော်ဖမ်းဆီးခံလိုက်ရပြီးတော့ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ပြောပါတယ်စစ်ခွေးစစ်ကြောင်းကရွာသားကြီးရွာကနေမနက်ခင်းမှထွက်လာပြီးတော့တရကြီးရွာတဲကိုစစ်ခွေးစစ်ကြောင်းရောက်ပြီးတော့မှပြည်သူပိုင်းနေအိမ်တချို့ထပ်မံပြီးတော့မီးရှို့ခံရပါတယ်အခုအဲ့ဒီစစ်ကြောင်းကခံမှန်းကြီးအင်အား150လောက်ရှိတယ်စစ်ကြောင်း3ကြောင်းနဲ့ထွက်လာတာလို့သိရတယ် လာတော့ကနေထွက်သွားတဲ့စစ်ခွေးစစ်ကြောင်းကတော့စိုင်းတိုင်းလေးဘက်ကနေရောက်နေတယ်သူတို့ကတော့ထပ်ပြီးမထိုးတော့ဘူးအခုတိုးလာတာကရွာသားကြီးဘက်ကစစ်ခွေးတွေပါအဲ့ဒီစစ်ခွေးစစ်ကြောင်းကလန်ဒဆော့ကပြည်သူတွေကိုလိုက်လံဖမ်းဆီးနေတာပြည်သူအယောက်90လောက်ဖမ်းဆီးခံလိုက်ရတယ်ဒီနေ့လဲစစ်ခွေးတွေကဖျားပြန်ရွာကိုထပ်ပြီးမီးရှို့နေတယ်လို့ Wallet Informational Network ကတာဝန်ခံကိုမုံတိုင်းကပြောပြထားပါဗျာ အဲ့ဒီစစ်ခွေးစစ်တောင်းကြောင်ဝက်လက်မြုံနယ်နောက်ချမှာရှိတဲ့ရွာသားကြီးထုံးဘူတရအူတမကုံရွာတော်ကုံဥရယ်ကုံအုပ်ဖို့ကုံကြီးကန်တောင်းရွာမြောက်ရွာလာတော်လဲဦးကြီးကုံနန်းကြီးကုံရွှေသာရေမတော်ကိုကိုစု မပြောတော့တကောင်းတော်ဂရုစတဲ့ကြီးရွာများကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလိုရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ねကြားဖြတ်ပြီးတော့အကူကြီးတောင်းကျင်သားလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ဟေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာဒီအစီအမပြတ်အစီအမြင်ကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ခွေးတပ်ကဥဆောင်ပြီးတော့ကျင်းပမဲ့ဝေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြီးခဲ့တဲ့စက်တဘာလအတွင်းကရန်ကုန်မြို့လိုင်သာယာမြို့နယ်မှာဆန္ဒပြခဲ့ကြတဲ့ကိုရန်နိုင်ကြီးဝင်ကိုအောင်ရဲထွန်းနဲ့မယမင်းထက်တို့ကိုစစ်ကောင်မရှင်တရားရုံးများကထောင်ဒဏ်250နီးပါးအမိန့်ချမှတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ခွေးတပ်ကဥဆောင်ပြီးတော့ကျင်းပမဲ့ဝေးကောက်ပွဲကိုစန့်ကျင်မှုနဲ့ရန်ကုန်မြို့ကလူငယ်၃ဦးထဲက၂ဦးကိုထောင်ဒဏ်49နဲ့ဂျန်နယ်၁ဦးကို ထောင်ဒဏ်48နှစ်ကြာခံစေရန်စစ်ကောမရှင်တရားရုံးများကမနေ့ကနိုဝင်ဘာလ19ရက်နေ့မှာအမိန့်ချမှတ်လိုက်ကြောင်းမိသားစုဝင်များထံကသိရပါဗျ။အသက်23နှစ်အရွယ်ကိုရန်နိုင်ချီဝင်းအသက်24နှစ်အရွယ်ကိုအောင်ရဲထွန်းနဲ့အသက်19နှစ်အရွယ်မယင်မင်းထက်တို့ကိုစစ်ခွေးတပ်ကပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတို့၃ဦးဟာရန်ကုန်မြို့လိုင်သာယာအရှိပိုင်းနဲ့အနောက်ပိုင်းမြို့နယ်များမှာ နောက်ခံအနီရောက်မှအဝါရောင်စာသားနဲ့အနက်ရောင်မဲပုံးပေါ်မှာကြီးစံပုံပါရှိတဲ့ရွေးကောက်ကွဲစန့်ခြင်းရေးစာတမ်းမှာပိုစတာများလိုက်လံကတ်ခဲ့တယ်လို့စစ်ကောင်မရှင်ရဲ့စက်တမလ20ရက်နေ့ထုတ်ပြန်ကြေညာချက်မှာဆွဆွဲထားပါတယ်။နှစ်လနီးပါးကြာဆုံးအောင်ခံရပြီးတဲ့နောက် ရန်ကုန်မြို့လိုင်တာအရှိပိုင်းနဲ့နောက်ပိုင်းမြို့နယ်တရားရုံးများကကိုရန်နိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထွတ်တို့ကိုထောင်နဲ့49နှစ်စီမယမင်းထက်ကိုထောင်နဲ့48နှစ်အမိန့်ချမှတ်ခဲ့တယ်လို့မိသားစုဝင်များကပြောပါတယ်စစ်ခွေးတပ်ဟာ၎င်းတို့၃ဦးကိုရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှန်23ကကြီးနဲ့တရားစွဲဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီပုံမှန်ဟာအမြင့်ဆုံးပြစ်ဒဏ်ထောင်9နှစ်ချမှတ်နိုင်တော့လေတီးကြစီအမှုတွဲများတိစောက်ပြီးတော့ထောင်နဲ့နှစ်ရှည်ကိုတမင်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ကိုရနိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထုတ်တို့ဟာရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှ23ကာကြီးအောက်မှာတီးကြအမှု9မှုနဲ့မယမဲထက်ဟာချမှုရင်ဆိုင်ခဲ့ရတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်အမည်ဆုံးပြစ်ဒဏ်များလဲချမှတ်ခံခဲ့ရတယ်လို့ပြောပါတယ်၎င်းတို့၃ဦးဟာဖမ်းဆီးခံရပြီးတဲ့နောက်မိသားစုနဲ့တကြိမ်သာပြွေခွင့်ရခဲ့တယ်လို့သိရပါဗါတယ်ရုံးချင်း၂ချိန်ထွက်ပြီးတဲ့နောက်ရှေ့နေ9ရရန်ပြင်ဆင်နေတဲ့အချိန်မှာအမည်ဆုံးပြစ်ဒဏ်များကိုချမှတ်ခဲ့ခြင်းဖြစ်တယ်လို့၎င်းတို့ရဲ့မိသားစုဝင်အမျိုးသားတို့ကပြန်လည်ပြောပြထားပါဗါတယ် အခုဖမ်းခါရတာလူငယ်တွေလေဗျာတခိုးကြိုးတွေလည်းမဟုတ်ဘူးလူကျင့်ဝယ်ဖောက်ပြတာလည်းမဟုတ်ဘူးတို့ရဲ့ယုံကြည်ချက်တစ်ခုကိုဖော်ထုတ်ကြတာပေါ့အခုလောအမင်းချမှတ်လိုက်တာကအယံကိုအညို့အာဃာကြီးလို့မာတယ်လူငယ်တွေရဲ့စိတ်ထဲမှာအယံကိုနာကျင်သွားမှာပဲလို့၎င်းကပြောပြထားပါတယ်ရွေးကောက်ပွဲကိုစတင်နေပုံမှန်နဲ့ဖန်းစီခံရသူကိုရနိုင်ကြည်ဝင်းဟာ2021ခုနှစ်နှစ်စမ်းပိုင်းမှာစစ်အာဏာသိမ်းမှုကိုစတင်ဆန္ဒပြခဲ့ရာကနေဖန်းစီခံရပြီးတဲ့နောက်2023ခုမှာ ပြန်လဲလွံ့မြောက်လာခဲ့ပြီးတဲ့နောက်ယခုအခါနောက်တစ်ချိန်ခမ်းမန်ဖန်ဆင်းခံရခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းရဲ့အမွာညီကိုတော်ဆက်သူကိုရန်နိုင်ချီဝင်းဟာလည်းစစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြရာကနေဖန်ဆင်းခံခဲ့ရပြီးတဲ့နောက်2023ခုနှစ်မှာပြန်လဲလွံ့မြောက်လာခဲ့ပြီးတဲ့နောက်မှာ2024ခုနှစ်ဒီဇင်ဘာလမှာခမ်းမန်ဖန်ဆင်းခံခဲ့ရတယ်လို့သိရပါတယ်။အထွေထွေရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖျက်ဆီးခြင်းကနေကာဝယ်ရေးဥပဒေကိုစစ်ခွေးတပ်ကအခုနှစ်ဒီဇင်ဘာလမှာပြဋ္ဌာန်းခဲ့တယ်လို့သိရပါတယ် အဲ့ဒီဥပဒေနဲ့စေခွေးတက်ကဖန်စီထားသူ85ဦးအထိရှိနေပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကိုကုညီဆောင်ရှောက်ရေးအသင်း AAPP ကမနေ့ကနိုဗ ెంబ ာလ19ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အသွား Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့ 这茶杯是安娜先生的，属于老卡尼勒。俺们走，路面来家玩去，喵。